စောကားတယ်တက်တက်စောကားတာပဲဆိုတော့အဲ့ဒီအတွေးတွေနဲ့တွေးလိုက်မယ်ဆိုလို့ရှိရင်ဒေါသဖြစ်လာမှာအဲ့ဒီအတွေးမဟုတ်ဘဲနဲ့ပြောင်းပြီးတော့တွေးလိုက်တယ်အေးသူဆဲတာသူဆိုးတာငါကပ်ပါတာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးသူဆိုးသူခံလိုက်မယ်ငါမပတ်သက်ဘူးလို့ဆိုရင်သူ့ပုံမှာဒေါသမထွက်ပြန်ဘူး အတွေးလေးဟာဒီနားလေးတွေမကပ်ပြီခွင့်လွတ်တတ်တဲ့အတွေးဆိုတာလည်းရှိလူတွေကကိုကိုကိုကြတော့ခွင့်လွတ်တယ်သူများကြတော့ခွင့်မလွတ်ဘူးဆိုတာလောကမှာထင်ရှားတယ်နော်ကိုကြောင့်ဖြစ်လို့ရှိရင်မတော်တဆလို့ပြောတယ်သူများကြောင့်ဖြစ်လို့ရှိရင်နမောနမဲ့လို့ပြောတယ်တကယ်ကိုအဲ့ဒါလို့ဖြစ်တယ် သူများကြောင့်တစုံတစ်ခုဖြစ်သွားရင်ဟာဒီလူကနမောနမဲနေလို့ဖြစ်ကိုယ့်ကြောင့်ဖြစ်ရင်တော့မတော်တဆအသူများကြောင့်လည်းမတော်တဆလို့တွေးလိုက်ရင်ဒေါသမဖြစ်တော့ဘူးအဲ့ဒါ။အော်မတော်တဆဖြစ်ရှာတာပဲ။ဟောဒါစိတ်ဓာတ်ရဲ့အကြံခံမှုတွေပဲကိုယ့်ကိုလေ့ကျင့်ပေးရမှာအောင်ပြောတယ်။သူများပေါ်မှာအပြစ်နဲ့မြင်နေသေးတယ်ကကာလပတ်လို့မေတ္တာဆိုတာတည်ဝင်နိုင်ဖို့မဖြစ်ဘူး။ဘေးရာပဲဖြစ်ဖြစ် အစဉ်ပြေအောင်စဉ်းစားတတ်ဖို့လိုတယ်ပေါ့အကောင်းဘက်ကကြည်တာတွေဟာစိတ်ဆင်းရဲမှုကိုကာကွယ်ပေးနိုင်တာလို့သိကြတယ်ပုံမြင်လေးတစ်ခုရှိတယ်မြေထာမောင်းတဲ့မြေထာမောင်းသမားတယောက် engine driver မြေထာ driver တယောက်ဘယ်တော့ဖြစ်ဖြစ်သူကအကောင်းဘက်ကကြီးပဲပြောတယ်အဆိုးဘက်ကဘယ်တော့မှကြည့်ဘူးကောင်းဘက်ကကြီးပဲပြောလို့ရှိတယ် တနေ့ကျတော့ဘာဖြစ်တုံဆိုမတော်တဆသူ့အက်ဆီဒင့်ဖြစ်တယ်ဆေးရုံတင်လိုက်ရဆေးရုံတင်လိုက်ရတော့ခြေထောက်တစ်ဖက်ဟာမြေထားကျိတ်ပြီးတော့အမတန်အခြေအနေဆိုတော့ခြေထောက်တစ်ဖက်ဖြတ်ရမယ်ဂိမ်းရောက်တော့အဲ့ဒီမှာသူ့မိတ်ဆွေတွေကသတင်းသွားမေးတယ်မင်းရင်သူ့ကိုပြောတာမင်းဘယ်တော့မှဆိုအကောင်းဘက်ကကြီးပဲပြောတယ်အကောင်းကြီးပဲမြင်တယ်မင်းဒီတစ်ခါမင်းကိုမင်းဖြစ်တဲ့အခါအကောင်းမြင်နိုင်အောင်မလားပေါ့ ကောင်းမြင်နိုင်အောင်မလားမင်းမင်းကိုယ်တိုင်ခြေတော်တစ်ဖက်ဖြားရအောင်မင်းမင်းဘယ်လိုလုပ်အကောင်းမြင်မလို့ဆိုအဲ့ဒီလူကပြုံးပြီးတော့ဗာပြောတော့ဆိုလို့ရှိရင်တငယ်ချင်းတို့တဲ့ငါဒီကနေ့ကစားပြီးတော့ခြေတော်ခြေဒီဖနှက်ဟာတစ်ဖက်ဖိုးတက်လာသွားပြီငါဖနှက်ဟာတိတ်နှစ်ရံနှစ်ခုမဝယ်ရတော့ဘူးတစ်ခုပဲဝယ်ရတော့အကောင်းဘက်ကနေကြည့်ပြောတယ်နော် ဖနက်တရံတရံထဲမှာတစ်ဖက်စာပဲငါဝယ်ရတော့မယ်ဆိုတစ်ဖက်ဖိုးငါတက်တာသွားပြီလို့ပြောတယ်။ခြေတော့ဖြတ်ရလို့ဖြစ်ရနေချင်းဆိုတဲ့အတွေးကိုမတွေးဘူး။အေးဖနက်တစ်ဖက်ဖိုးတက်တာသွားပြီ။အကောင်းဘက်ကမြင်တာ။အတချို့နေရာမှာ wise attention ဆိုတာအဲ့ဒါမျိုးကိုပြောတာ။တစုံတစ်ခုဖြစ်လာလို့ရှိရင်စိတ်ဆင်းရဲနေမဲ့အစား ကောင်းဘက်ကလှဲ့တွေးပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာလှုပ်အောင်ဒါပြောတာနော်လှုပ်တဲ့လှုပ်ထိုက်စိတ်ပူပန်တာနဲ့လှုပ်တဲ့လှုပ်ထိုက်တာဆိုတာနဲ့တခြားစီတချို့ကမကောင်းတာဖြစ်ပြီးဆိုလို့ရှိရင်စိတ်แท้ကပူပန်ပြီးတော့ဘာလို့မှမသိညာလို့မှမသိစိတ်တွေဆင်းရဲပြီးတော့အဲ့ဒါလိုနေတယ်အဲ့ဒါလိုမဟုတ်ဒါအဖြေမဟုတ်ဘူးအဖြေမဟုတ်စိတ်ပူပန်နေမဲ့အစား ပူပန်မှုကိုရှင်းချပြီးတော့ဘာလို့အသင့်တယ်ဆိုတာကိုစဉ်းစားဖို့ပဲလိုအပ်တယ်ဟောတာစိတ်ရဆိုင်ရည်တွေဒီလိုလေးဟေးဒီကောင်ကငါ့ကိုစော်ကားတယ်တက်တက်စော်ကားတာပဲဆိုတော့အဲ့ဒီအတွေးတွေနဲ့တွေးလိုက်မယ်ဆိုလို့ရှိရင်ဒေါသဖြစ်လာမှာအဲ့ဒီအတွေးမဟုတ်ဘဲနဲ့ပြောင်းပြီးတော့တွေးလိုက်တယ်အေးသူဆဲတာသူ စိုးတာငါကပ်ပါတာမဟုတ်ငါနဲ့မဆိုင်ဘူးသူစိုးသူခံလိုက်မယ်ငါမပတ်သက်ဘူးလို့ဆိုရင်သူ့ပုံမှာဒေါသမထွက်ပြန်ဘူးအတွေးလေးဟာဒီနားလေးတွေပဲကပ်ပြီခွင့်လွတ်တတ်တဲ့အတွေးဆိုတာလည်းရှိလူတွေကကိုကိုကိုကြတော့ခွင့်လွတ်တယ်သူများကြတော့ခွင့်မလွတ်ဘူးဆိုတာလောကမှာထင်ရှားတယ်နော် ကိုကြောင့်ဖြစ်လို့ရှင်မတော်တဆလို့ပြောတယ်သူများကြောင့်ဖြစ်လို့ရှင်နမောနမဲ့လို့ပြောတယ်တကယ်ကိုအဲ့ဒါလို့ဖြစ်တယ်နော်သူများကြောင့်တစုံတစ်ခုဖြစ်သွားရင်ဟာဒီလူကနမောနမဲ့နေလို့ဖြစ်တယ်ကိုကြောင့်ဖြစ်ရင်တော့မတော်တဆအသူများကြောင့်လည်းမတော်တဆလို့တွေးလိုက်ရင်ဒေါသမဖြစ်တော့ဘူးအဲ့ဒါအော်မတော်တဆဖြစ်ရှာတာပဲနော်ဒါစိတ်ဓာတ်ရဲ့အကြံခံမှုတွေပဲကိုယ့်ကိုလေ့ကျင့်ပေးရမှာအောင်ပြောတယ် သူမြတ်ပေါ်မှာအပြစ်နဲ့မြင်နေသေးတဲ့မြတ်ကကလပ်ပတ်လို့မေတ္တာဆိုတာတက်ဝင်နိုင်ဖို့မဖြစ်ဘူး။ဘေးရာပဲဖြစ်ဖြစ်အစဉ်ပြေအောင်စဉ်းစားတတ်ဖို့လိုတယ်ပေါ့။အကောင်းဘက်ကကြည်တာတွေဟာစိတ်ဆင်းရဲမှုကိုကာကွယ်ပေးနိုင်တာလို့သိကြတယ်